င်းကအိမ်ထောင်ပြုချင်းတဲ့ကိုရဲကောင်းလဲဆိုတဲ့ချက်ကျမကတော့ပြည်ဝကိုထောက်ခံပါတယ်လူတိုင်းကချင်းချင်းမကင်းဘူးဆိုတာကိုလူတိုင်းကချင်းချင်းမကင်းဘူးဆိုတာကိုကျမလည်းနားလေရပါဘောကျမလည်းလူပဲလေအချစ်ရှိရပါဘောမဟုတ်လားပြည်သက်ကြီးတို့ဟုတ်ပါတယ်ဒါပေမဲ့လေအချစ်ဆိုတာကစကလုံးလေးရနှလုံးပဲနော်အဲ့နောက်မှာပူလောင်ခြင်းဝမ်းနေခြင်းစတဲ့စိတ်ကိုတော့ကရောက်စေမယ့်အရာတွေအများကြီးဆိုတာကိုတော့အားလုံးလက်ခံကြမယ်လို့ကျမကတော့ထင်ပါတယ်အင်တာဗျူးချင်းကကောင်းလားကောင်းတယ်ဆို ာရောရှိတာမှမဟုတ်ဘူးလေနောက်ပြီးတော့ဒီမြချင်းခွဲရဆိုတာရောရှိတာမှမဟုတ်ပါဘူးကိုယ့်ရဲ့တန်ဖိုးရှိရဲ့ချင်းတွေကိုကိုရိုင်းစူးစမ်းပြီးရှာလာပတ်ဆက်တာတွေကိုကျမကညီမဖင်ပေးနိုင်ပါဘူးအော်ရှိသေးတယ်ကျမရဲ့နားတွေရတွေမြေတာမြင်ရမယ်အကျင်စရာဘူးရှင်အင်ကြောင်ကြောက်တော့ပြီဆိုရင်လေမိကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချင်းတွေကိုဘာမဟုတ်တဲ့အချစ်ဆိုရယ်စကလုံးစကလုံးတက်နေခွဲပေးနေရတယ်ဟုတ်တယ်မလားပြည်သက်ကြီးရော ကယ်၍အဲ့ချိန်တွေကိုတော့ကိုကိုယ်တိုင်ပဲသုံးချလိုက်မယ်ဆိုရင်တော့သူများထက်နာတရားတာရမှာအသေးချပါပဲ။ဒါကြောင့်အပြုကြီးလူပြုကြီးလောက်တာဘူကောင်းတယ်လို့ဒီမကတော့အပြည့်ဝကိုထောက်ခံပါတယ်။ပရိသတ်ကြီးတို့ရေကြီးကြီးနေဆရာမလို့သွေးကြီးရနေသိနိုင်ပါတယ်နော်။ဒီမရဲ့ဆရာကြီးဦးဆရာမေးဦးလာကြီးလိုက်ကြပါတကူရဲတောက်ပနေတဲ့လမင်းကြီးတို့ပါပဲ။ကူပန်ဆရာကူပန်ဆရာရှင့်တော်မှာပေးတဲ့စိတ်ပြောက် ဲ့မှာပူပန်ရတယ်ဆိုတာမရှိပါဘူး။ဒါဟာဆရာတန်နှုတ်ပြည့်ရဲ့လက်ဝတ်ချက်ပဲလေ။အခုတော့ပညာတတ်များမွေးထုတ်ပေးပြီးစာသင်ပြကောင်းနေတဲ့ဆရာပြောက်ဖြစ်နေတာကလေဆရာရဲ့အချင်းတွေကအချင်းဆိုရယ်စကလုံးစကလုံးတက်နေမနစ်မြုပ်ပဲအချိုးရှိရှိအသုံးချခဲ့တဲ့အခုလိုမျိုးအောင်မြင်မှုရတယ်ပဲမဟုတ်လားပြည်သက်ကြီးတော့။ပြည်သက်ကြီးတော့သူရပြောကြတယ်အချင်းဆိုရယ်လူနှုတ်ပြည့်စေတယ်တဲ့။ဒါဆိုရင်ဘာလို့ဆရာကအောင်နှုတ်ပြည့်နေရလဲ။ဆရာလေးလူကြီးတယောက်ပဲလေအဖေကတော့ရှင်းပါတယ်။ ်ပြောရှိသေးတယ်။အချင်းဆိုတော့ပြောရှိမှုပဲလေတဲ့။အဲ့လိုကြကျမသိကိုရည်ရှင်တာပေါ့ရှင်။ဒါဆိုရင်အပြီးပြီးဆိုင်ရအသေးပွဲမင်းဆိုပြီးရှိတာပါအောင်လား။အချစ်ကြောင့်ငိုကြွေးနေရတာတွေပူပန်နေရတာရှိတာပါအောင်လား။မငိုကြွေးရဘူးတော့ပြောလိုက်နဲ့နော်။သေးပွဲပြီးတော့ညတိုင်းညတိုင်းခုခုငိုနေရတော့ကောင်းလေးရတာအီးဆုံးပါနော်။ကြည့်ခုလောက်မှာအောက်မှာတက်ဆိုင်လိုက်သူကြီးနေကြပြီလေဒီနေ့ဒီရက်ချင်းပဲ ထင်ရှားရမြန်ကုန်မယ်နှစ်ဖြန်မိုးရင်မငိုတော့ဘူးအဲ့ချစ်တော်မှရှိသေးတယ်ပြောတော့ချစ်တော်ပြောရှင်ကုန်ပေးရစို့အကြောက်ကျမတိတ်ကိုရီချင်တယ်လို့ပြောတာပေါ့ရှင်ဤကောင်းကြတော့ပြီဆိုရင်လေဤကောင်းချင်းရင်မအိပ်ရစားကောင်းချင်းရင်မစားရညတစ်ကောင်ကလေးကိုလို့နှုတ်ထတတ်ရနဲ့ကလေးကကြီးကြလို့အဖေရောအမေရောမအိပ်ရနဲ့တခုခုစားမယ်ဆိုရင်လေတာမီမျက်နှာကိုကြည့်နေရသေးတယ်အမျိုးသမီးတွေဆိုရင်လေ ဲ့မိုးလေးလာတဲ့ကလေးချောင်းသားဖို့ပြင်ပေးလိုက်ရပျောက်ချလုပ်သားဖို့ပြင်ပေးလိုက်ရပြီးပြီဆိုရင်နားရမစင်းနဲ့နော်အင်တန်ရှင်ကလှုပ်ရပြန်ရောပတ်စံကိုလည်းခြွေတာပြီးမှ300သေးတယ်အင်ထောင်ပြုတ်တယ်ဆိုတာကတိတ်ကိုကောင်းရှုပ်စရာကောင်းတာပါပဲအမျိုးသားတွေဆိုရင်လေသမိသားစုလုံးကပတ်စံရှာရသေးတယ်ကလေးချောင်းသားနာကရှာရသေးတယ်အိုးပြောရရင်တော့ဘုံတော့ပါဘူးတီချားတဲ့ယောက်ျားတိဆက်ရခံရသေးတယ်တာသမီမကောင်းရခံရသေးတယ်တကယ်တော့အင်ထောင်ပြုတ်တယ်ဆိုတာကအခြေချုပ်ကြနေတယ်လို့ပါပဲဟုတ်အခုချိန်ဆို ဟာကျုပ်ပြီဆိုရင်နော်မိင်္ဂလာဆောင်တစ်ခုပြီးတစ်ခုပဲတိတ်ကိုပြောနေကြတကယ်တမ်းကတော့ကိုယ်ကိုယ်လည်းခေါ်ဆရာမလို့ပဲအသာတကြီးဆောင်ထဲဝင်ရမှသိကြဦးလေအဖြူကြီးတူကြီးဆိုတာလေဖြစ်ကောက်ဖောက်ကိုကိုကြက်တို့ချယ်လေလို့ရတယ်မုန်းတန်လို့ရတယ်သူ့မှာကြည့်နေဆရာမလို့မနောက်တော့ကောင်းလိုက်တယ်ကိုရှာရဲ့ပတ်စံကိုလည်းကိုကြက်တို့သုံးလို့ရတယ်အော်ပြီးတော့မိဖောက်လည်းကိုအချိန်ပေးနိုင်တာပေါ့အသက်ကြီးရဲ့ဒီမဖြတ်စည်းကြသေးဘူးဆိုတာဒီအဖြူကြီးတူဖြူကြီးပဲပြောမှာမဟုတ်ဘူးလားပြိတ္တကြီးတို့ ့လူကြီးတွေကရှင်ကပူကောင်းတယ်လို့ကျမကတော့ပြေဝအောင်ယုံကြည်ပါတယ်။အိမ်ဆောင်တယ်ပါပဲမဟုတ်ဘူးနော်။သမီးစားပွားတွေမှာလည်းစိတ်ရှုပ်စရာတွေအများကြီးပဲ။ရှစ်ပေါ်အသေးပဲဟိုမိမောက်ဘလောက်လိုက်။မစ်ကလာပြောနေခေါင်းကပဲခေါင်းလဲ။သူ့လဲခုရှစ် profile ညောက်ပဲပုံချေ။ဘာမျိုးလဲများရင်းကြီးကြတော့ကြည့်ဦးနော်။ကဲကဲကဲဖစ်ဆုပ်တက်ပွဲကြဆုံးသွားကြတယ်။အိမ်ဆောင်တယ်နဲ့ relationship တက်တမနစ်လောက်ညင်သက်ပေးလိုက်ကြရအောင်။ လူပြူကြီးပြူကြီးဆိုတာလေဖြစ်ချင်လို့ဖြစ်တာမဟုတ်ပါဘူးပြည်သက်ကြီးတို့တငင်းအဖြစ်ပြောရမယ်ဆိုရင်ကုသကံကောင်းလို့ဖြစ်လာတာအေးချမ်းဖို့အတွက်မွေးဖွားလာရင်လည်းပြောလို့ရတယ်နော်ပေတစီတယောက်ကမှတွေကမနေပဲကို့ဘက်ကိုရက်တည်နေတာကလေတီအပြူကြီးလူပြူကြီးပဲမဟုတ်ဘူးလားပြည်သက်ကြီးတို့ပင်ညာဘက်တော့တော့နောက်ဆန်တင်းဆောင်လို့ပဲလွတ်လပ်သွားလို့ရတယ်ကြီးချန်လို့တော့မပြောနိုင်နဲ့နော်မိဘကိုလှုပ်ကြွေးပြုစုဖို့ဘုရားကအချိန်ပုံပေးလိုက်တဲ့သဘောပါပဲ အများကြီးပြောရင်မိုင်းအများကြီးပေါ်တော့မှာဆိုလို့ကျမကတော့အပြူကြီးလူပြူကြီးလောက်ရချင်းကအိမ်ထောင်ပြူချင်းချက်ပိုရေးကောင်းတယ်ဆိုတော့ဆိုဖို့အပြေပါဆောက်ခံပါတယ်ပြိတ္တကြီးရောတေချာစဉ်းစားကြည့်နော်တကိုယ်တဲ့အပြူကြီးလူပြူကြီးပွားတဲ့ဘဝကိုအေးအေးချမ်းချမ်းမိဘကိုလုံချင်းပြုစုပြီးနေမလားတောင်းတော့မဟုတ်ကလေးတွေကလောင်တွေအစီတန်းနဲ့ယထာသွေးချင်းတို့ဖြစ်ပြီးစိတ်ပင်ပန်းကောက်ကရောက်ခံမလားဆိုတော့ကိုတော့အုံနောက်ရှိတဲ့လူတိုင်းစဉ်းစားတတ်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်နဲ့ရေဆိုးဖို့အပြေပါဆောက်ခံရင်ဒီကုန်းချုပ်အပြည့်ရှင်ရှင်